အကြဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဆွေးရလာတဲ့ပြင် NUG ပညာရေးကျောင်းများအလုံးယာယီခေတ္တပိတ်တာရဲ့ပြည်တော်စုဝင်ကြီးကညွန်ကြားအကြပ်ဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုဆိုရလာတဲ့ဖြင့်အမျိုးသားညီညွတ်ရေးဆိုရ NUG လက်အောက်ရှိကျောင်းနေအောင်ရှာဤခိတပိတ်တာရဲ့ NUG ပညာရေးပြည်တော်စုဝင်ကြီးဒေါက်တာဇော်ဝေစုကယမနေ့ကညွှန်ကြားချက်တည်းထုတ်ပြန်ပါတယ်။ နိုင်ငံတော်အာဏာကိုစစ်တပ်မှမတရားသိမ်းပိုက်ပြီးချိန်ကစပြီးအမျိုးသားညီညွတ်ရေးဆိုရာပညာရေးဝန်ကြီးဌာနကကလေးတငယ်တွေပညာသင်ကြားခွင့်မဆုံးရှုံးစေရအတွက်ကြားကာလပညာရေးကိုနီးလမ်းမျိုးစုံနဲ့ဖော်ဆောင်တင်ကြားပြီးလျက်ရှိကြောင်းယခုချိန်မှာမတရားအာဏာသိမ်းစစ်တပ်ကစတင်ကြောင်းနေစေယုံနေဆောင်ရလူစုလူဝေးရှိရာနေရာတွေကိုလေကြောင်းမှနီးလမ်းမျိုးစုံနဲ့ပုံကျဲခြင်း ဆက်တနတ်တွေနဲ့ရဲကြဲရှိရှိပြစ်ခတ်တိုက်ခိုက်ခြင်းတာဝေးပြစ်လက်နက်ကျင်းနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းတို့ဖြင့်လူသားတွေပေါ်ဆရာဆွေးမှုကိုနေစဉ်ဆွေရစွာကျွလွန်လျက်ရှိကြောင်း NUG ဝန်ကြီးဒေါက်တာစောဝေဆွေရဲ့ညွှန်ကြားချက်မှာဖော်ပြပါရှိပါတယ်နိုင်ငံသားကောက်ရတနာကလေးတငယ်ရီဆရာဆရာမရဲ့နေပြည်သူတွေအသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုမရှိစေရအတွက်အမျိုးသားညီညွတ်ရေးဆိုရာပညာရေးဝန်ကြီးဌာနရဲ့အသိမှတ်ပြုမှုချိန်ဆက်ပူပေါင်းမှုနဲ့မြေပြင်မှာဖွင့်လှစ်တင်ကြားပေးနေတဲ့အခြေခံပညာပြည်သူ့ခြေပြူကြောင်းနေအဆင့်မြင့်ပညာရေးကြောင်းနေနဲ့ ဟိုတက်မွေးဝမ်းကြောင်းနေအောင်ဘေးရနေခင်းရှင်စီမံနေဆိုင်နေစဉ်တွင်ခိတ္တရာရဲ့နာတိုင်းညွှန်ကြားလိုက်ကြညွှန်ကြားချက်ကိုတက်ဆိုင်ရာဆင်ဆင်သောတာဝန်ရှိအဖွဲ့စည်းကကြီးချက်ကူညီပူပေါင်းပောင်းဝင်ဖော်ဆောင်ပေးကြရတဲ့တင်ကြားတင်ယူမှုစဉ်စားမပြတ်စေအတွက်မြို့သားညီညွတ်ဆွေရာပညာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားမူဝါဒရည်လမ်းညွှန်ချက်ကြေတိုင်းဆောင်ရွက်ပေးရန်ပညာရေးဝန်ကြီးဌာနကမြစ်တမ်းရပ်ခံထားပါသည် အမျိုးသားညီညွတ်ရေးဆိုရအနေဖြင့်ဂျပန်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုရှောင်ရှားပြီးဘေကင်းစွာပညာသင်ယူနိုင်ရေးအတွက်နီးလက်များစွာရှာဖွေလျက်ရှိကြောင်း NGO ပြည်သူ့ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကထုတ်ပေါ်ပြောဆိုထားပါတယ်။ နားရတင်ဆက်ပေးမှာကတော့အစ်စ်ပေါ်ထုံးလာတဲ့ရမညမွန်တက်တော်နဲ့လက်တွဲပူပေါင်းပြီးဆရာနာရှင်ကိုတိုက်ခိုက်မယ်လို့တရားနယ်လေးကကြေညာမွန်ပြည်နယ်ခြေပြုတ်ဖွင့်စည်းတိုင်းမွန်ပြည်သက်ပါတီဆရာနာရှင်တိုက်ဖြင့် NSPED နဲ့မွန်ပြည်လူမျိုးရေးတပ်တော် MLA တို့ပေါင်းစည်းဖွဲ့စည်းလိုက်တဲ့ရမညမွန်တက်တော် MLA နဲ့ပူးပေါင်းဆောင်တမိဖြစ်ကြောင်းတရားနယ်လေးကတရားဝင်ကြေညာပါတယ် မေလ24ရက်နေ့မွန်ပြည်သက်ပါတီ NSPD နဲ့မွန်ပြည်လွတ်လပ်ရေးတပ်တော် MLA တို့ကဆရာနာရှင်စနစ်တိုက်ဖြတ်ရေးတန်းတူရေးနဲ့ကိုပိုင်ပြတန်းခွင့်ပြေဝရှင်မွန်ပြည်ပေါ်ထွင်းဟူတဲ့မွန်မြက်တဲ့ရွေချက်တို့နဲ့အတူပေါင်းစည်းကရမညမွန်တက်တော်ရမညမွန်အာမီ IMI ကိုဖွဲ့စည်းထူထောင်လိုက်ကြောင်းကြေညာခဲ့ကြောင်းတို့တို့ပေါင်းစည်းလိုက်တဲ့အပေါ်မွန်ပြည်သူလူထုနဲ့အတူလိုက်လဲစွာကြိုဆိုကုန်ပြုပြီးပူပေါင်းဆောင်ရွက်သွားမယ်လို့ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦးတရနယ်လေးကတရားဝင်ထုတ်ပြန်ကြေညာပါတယ်။ ယနေ့နိုင်ငံရေးစီအခြေအနေရမွန်ဒေတာမစီရင်ရှင်မြင့်တင်နိုင်ရန်အတွက်ရမြမွန်တက်တော်ဖွဲ့စည်းတည်ထောင်လိုက်တဲ့ပေါ်ကျွန်တော်တို့ရဲ့မွန်ခမနယ်ဝင်ဖြစ်တဲ့ကျွန်တော်တို့ရဲ့သွေးချင်းညီကိုဖြစ်တဲ့ PSLF DNL တိုင်းတမတော်ကျွန်တော်တို့ရဲ့ဖွဲ့စည်းမှုပေါ်ပထမအဆုံးအနေနဲ့ကွန်ပျူတာဆိုတဲ့ထုတ်ပြန်တဲ့ပေါ်အတိုင်းမသိဝန်တာပါတယ်။အထူးလည်းကျေးဇူးတင်ပေးလို့ NSPAD IME ပြောရေးဆိုခွင့်ရှိသူနိုင်ကောင်းစကားကပြောပါတယ်။မြန်မာပြည်သူလူထုတရက်လုံးဟာဆိုရွားစွာဖိနှိပ်တပ်ဖြတ်နေတဲ့မြန်မာစစ်ကောင်စားတို့ရဲ့ဆင်အာနာရှင်ရန်တရားကိုပြည်သူတရက်လုံးက တက်ဆန်ဒေတာတီတီမှာရအလန်နဲ့ဆွဲကင်ပြီးတော်လန်တိုက်ခိုက်နေကြရဖိနှိတ်ကံပြည်သူလူထုကြီးရဲ့အမြင့်ဆုံးသောတော်လန်ဤကာလချင်းတို့ရောက်ရှိလာပြီဖြစ်ကြောင်းထို့ကြောင့်မုံလင်မျိုးရဲ့အတွက်တခုတည်းတော့ရာမြမွန်တက်တော်ကိုပေါင်းစည်းထူထောင်လာသည်မှာမှန်ကန်တဲ့တော်လန်ဤလမ်းကြောင်းပေါ်ရောက်ရှိလာခြင်းဖြစ်ကြောင်းမလောင်ပြင်းတဲ့လူမျိုးရဲ့တယောက် PSLF တရားနယ်လေးကအသိပေးထားပါတယ်။ ြန်မာပြည်ရှိမွန်ဝတိုင်ရင်တို့ပါဝင်တဲ့မွန်ခမာမျိုးနယ်စုကမိမိတို့သက်ဆိုင်လူမျိုးတွေကိုစီရင်ကမိမိတို့ရဲ့နယ်မြေဒေသနဲ့ပြည်သူလူထုကိုကာကွယ်ဆောင်ရှာရတဲ့အတွက်အရေးချင်းပြည်ပြီးခိုင်မာအားကောင်းတဲ့လက်နက်ကိုင်တပ်ဖွဲ့ကိုကျင့်လစ်သိမ့်သိစွာဖွဲ့စည်းလှုပ်ဆောင်ထုတ်လွှဲတယ်လို့ဆိုပါတယ်။ပလောင်ပြင်းနယ်လွမြိုက်တဲ PLSF တရနယ်လေးနေဖြင့်ဖွဲ့စည်းထူထောင်လိုက်တဲ့ရမညမွန်တက်တော် MA ကိုဘဝတူတော်လိုင်းမဟာမိတ်ဖြစ်သတ်မှတ်ပြီးတော်လိုင်းရှင်မန်းချက်အတိုင်းအမြန်အောင်မြင်ရဲ့ပူပေါင်းစာသမီးဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ ကျွန်တော်တို့ရဲ့ညမြမွန်တက်တော်ကဘွားတူတော်လေးမှာအမေဖြစ်သတ်မှတ်ပြီးတော့ကျွန်တော်တို့ရဲ့တော်လေးပန်းနိုင်အောင်မြင်တဲ့အထိဝိုင်းဝဲမှုအတွက်တကဘူပေါင်းဆောင်ရသွားမယ်ဆိုတဲ့ကြိုးစိုးထုတ်ပြန်နေပေါ့ကျွန်တော်တို့တော်လေးအတွက်တကယ်ကိုအားတက်မိပါတယ်ကျွန်တော်တို့ရဲ့သွေးချင်းညီကိုတွေအားလုံးဖိနှိပ်ကံမှာအမိတွေအားလုံးနဲ့အတူဒီတော်လေးကိုဆွမ်းဆန်းတမန်တိုက်ပွဲဝင်သွားမယ်လို့ NSPAD ပြောရေးဆိုခွင့်ရှိသူနိုင်ကောင်စကာကပြောပါတယ်ဆလာဘီနေပြည်တော်နဲ့နေကြတဲ့ပင်လောင်မြို့နဲ့ဆောင်ပြောင်းချင်အနီမှာတိုက်ပွဲတွေဆက်လိုက်ဖြစ်နေပြီးပြည်သူထောင်ချေထွက်ပြေးနေရ နေပြည်တော်နဲ့နေကတဲ့ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်ဆောင်ပြကျန်းနီမှာတိုက်ပွဲတွေဇာတိုက်ဖြစ်ပွားနေပြီးပြည်သူထောင်ချီထွက်ပြေးနေရကြောင်းဒေသပြည်သူတွေနဲ့စေတရင်မြို့ကပြောပါရယ်မေလ18ရက်နေ့ကစတင်ပြီးရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်ဆောင်ပြကျန်းနီမှာတိုက်ပွဲတွေဇာတိုက်ဖြစ်ပွားလာခြင်းဖြစ်ကြောင်းရင်းနောက်ဇာတိုက်ဆိုသလိုတိုက်ပွဲတွေဖြစ်ပွားလိုက်နှားလိုက်နဲ့နေစဉ်ဟက်ဆက်ဖြစ်ပွားလျက်ရှိကြောင်း KNY ကတရတက်တွေနဲ့စစ်တပ်စစ်ကောင်စီလာကပ်ပြန်တို့ပြည်သူစစ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါတယ်။ တိုက်ပွဲများတွင်စစ်တပ်နှင့် PNO ဂိတ်ကန်ချို့ကိုသိမ်းပိုက်ရရှိပြီး PNO စစ်သားချို့ကိုလည်းအရှင်ဖမ်းဆီးရရှိမှုတွေရှိကြောင်းစစ်ကောင်စီတပ်နှင့် PNO ပြည်သူစစ်တေကအပြင်းထန်ခုခံနေရအပြင်လေကြောင်းတိုက်ခိုက်မှုတွေလည်းဇက်တိုက်လုဆောင်လျက်ရှိကြောင်းသိရပါသည်။ချမ်းပြည်နယ်ပင်လောင်မြို့နယ်ကနေပြည်တော်တိုက်ရိုက်သွားရောက်နိုင်တဲ့အချက်အခြာကြဆင်းရဲရရေးပါတဲ့မြို့နယ်တစ်ခုဖြစ်ပြီးရင်းနေရာကိုတော်လိုင်းတပ်ဖွဲ့တွေကနေမြေဆုံးမှုရရှိစဉ်တိုက်ခိုက်လာခြင်းဖြစ်တယ်လို့ဒေသတင်းမြစ်ကတုံ့တက်ပြောဆိုပါသည်။ မကြပ်ဖက်စစ်ကောင်စီတပ်ကတိုက်ပွဲတွေပြင်းထန်လာပြီးစစ်တပ်ထိနာလာစိတ်ပေါ်ကြရတဲ့ကွန်မြူပြည့်စည်ခြင်းလေကြောင်းနဲ့ပုံကျတိုက်ခိုက်ခြင်းတို့လှုံ့ဆော်ပြီးတော်လိုင်းတပ်တွေကလှုံ့ဆော်သည့်အချို့ဆွဲပြောဆိုမှုတွေကိုလည်းတောက်လျှောက်ဆိုလိုလှုံ့ဆော်လာကြောင်းသိရပါတယ်။ပေါ်ရွာတွေကိုစစ်ကောင်စီကလေကြောင်းကနေပုံစံနေရမိရှုနေရကိုပြည်အနုရရှိနေတာဘာမှမပြောရဲဘူးပြီးတော့ပေါ်ပြည်သူတွေကိုပြောင်းလဲနေသေးတယ်အကြမ်းဖက်သမားတွေကမိရှုရဲဆိုပြီးအဲဒီလိုပဲပေါ်နဲ့ကရင်နီတွေးခွဲနေရတယ် ပေါ်ပြည်သူတွေရမ်းအားရလို့ထင်နေတော့မယ်လို့ဒေသပြည်သူတွေကပြောပါတယ်။ပင်လောင်မြွနယ်မှာမေလ18ရက်နေ့ကနေ26ရက်နေ့ထိဇာတိုက်ဖြစ်ပွားနေတဲ့တိုက်ပွဲအကြောင်းပင်လောင်မြွနယ်ဆောင်ပြောင်းဒေသကပြည်သူထောင်ချပြီးစစ်ပေးတင်းရှောင်းနေရကြောင်းထောင်ရောင်စာပြုချိန်ဖြစ်တော်လည်းပြည်သူတွေမှာစစ်ပေးရှောင်းနေရကြောင်းသိရပါတယ်။ဆလာပြောစစ်ကောင်စီရဲ့ရွက်ချက်ရှိရှိလေးကြောင်းတိုက်ခိုက်ပုံကျမှုတွေကြောင်းမြေရောက်စေုံစေကန်နေထူထောင်ပြည်သူလူထုနဲ့နိုင်ငံတကာကိုဒေါက်တာဇော်ဝေစုကိုညီတောင်းအကြပ်ဖက်စစ်ကောင်စီရဲ့ရွက်ချက်ရှိရှိလေးကြောင်းတိုက်ခိုက်ပုံကျမှုတွေကြောင်း ဆေးရုံစေကန်နေပြန်စီသွားပြီးဘုံတန်ခန္ဓာရင်နဲ့မြောက်ဆေးရုံစေကန်နေတိဆောင်ရေးဝိုင်းဟုတ်ကူညီကြရန်ပြည်သူလူထုနဲ့နိုင်ငံတကာကိုမြို့သားညွှန်ရေးဆိုရာကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစုကကူညီတောင်းလိုက်ပါတယ်။ယနေ့မှာမြို့သားညွှန်ရေးဆိုရာကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစုကဗီဒီယိုရုပ်သံထုတ်ပြန်ပြီးပြည်သူလူထုကမြောက်ဆေးရုံစေကန်နေတိဆောင်ရေးဝိုင်းဟုတ်ကူညီပေးကြပါအတရားဝင်တောင်းဆိုလိုက်ပါတယ်။မြန်မာနိုင်ငံမှာစီဒီအက်ဆရာဝင်၊သူနာပြွေနဲ့ဂျမ်းမိုင်ဝင်တွေကအနေအများဆုံးချိန်ဒီမှာလှုပ်လှုပ်နေရကြအောင်စေကူတာမှုတွေပေးရတဲ့လုံခြုံစိတ်ချစွာနားယူနိုင်ရေး ဘုံတန်ခံနိုင်တဲ့မြေအောင်ဆေးအောင်ဆေးကနေမဖြစ်မနေလိုအပ်နေတဲ့ဖြင့်ပြည်သူတွေနဲ့နိုင်ငံတကာအနေဖြင့်ဝိုင်းကူညီကြလိုအပ်ကြောင်းဒေါက်တာဆောင်ဝေဆုကမြစ်တမ်းရက်ခံပါတယ်။မြန်မာညွေဆိုရကျမ်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာစောဝေဆိုကပြည်ပမှာရောက်ရှိနေမှာမြန်မာနိုင်ငံကိုအပြည့်ပြန်လာကတော်လိုင်းရေးနဲ့မြန်မာညွေဆိုရပညာရေးနဲ့ကျမ်းမာရေးဝန်ကြီးဌာနလုပ်ငန်းစဉ်တွေကိုမြေပြင်မှာကိုယ်စင်ဆောင်ရေးဝန်ကြီးတောင်းပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့မိုင်းလာဒေတာတွေတခြားလက်နက်ကိုင်တဲ့နိုင်ငံရေးဖွဲ့တွေ လက်မခံထားအောင် NDA ကပြောရှမ်းပြည်နယ်ရှေ့ပိုင်းရှင်မိုင်းလာဒေသတွင်တခြားလက်နက်ကိုင်တဲ့နိုင်ငံအဖွဲ့တွေကိုလက်ခံထားမှရှိဘူးလို့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ရဲ့ဒုဥက္ကဋ္ဌဦးဆန်ပေးကစက်ဖက်မြောင်းလိုက်ကိုပြောဆိုခဲ့လို့သိရပါတယ်ရှမ်းပြည်နယ်ရှေ့ပိုင်းကျောင်းတွင်းမြို့နယ်အခြေဆိုင်စစ်ကောင်စီ3ကန်တိုင်းစစ်ဌာနချုပ်မှဂျပန်မြောင်းလိုင်းကိုဦးစံပေဦးဆောင်တဲ့ NDA ကိုစစ်လက်ဖွဲ့ကမီလာ25နှစ်တွေ့ဆုံချိန်မှာပြောကြားခဲ့လို့သိရပါဗျ အကြပ်ဖက်မြောင်းလိုက်သတိကံတိုင်းစစ်တာနာတိုင်းမူပွားမှာရင်းနှီးရဆက်ဆိုင်ရှိခဲ့တဲ့ NDA အနေနဲ့နှစ်30ကျော်ကျင့်သုံးလာခဲ့တဲ့အချိန်နိုင်ငံတော်ကချမှတ်ထားထူထောင်ရေးသုံးပါကိုဒီကတာစာနေရလို့ဆိုပါတယ်ဒါအပြင်မိုင်းလာဒေတာအတွင်းလမ်းမဆက်တဲ့လုပ်ငန်းတွေကျမ်းမိုင်နဲ့ပညာရေးကဏ္ဍမှာလည်းစစ်ကောင်စီနေနဲ့ကုညီပေးစီခြင်းနဲ့လို့ဦးစံပေးကပြောကြားခဲ့ရအကြပ်ဖက်စစ်ကောင်စာအတိုင်းသားအလုံးစီလုံးလုံးနိုင်ငံကျိုးပေါ်ဆောင်မှုနဲ့မိုင်းလာဒေတာအတွက်လိုအပ်တိုင်းပံ့ပိုးပေးသွားမယ်လို့ပြန်လည်ပြောဆိုခဲ့ကြောင်းသိရပါဗျာ။ မိုင်းလားဖွဲ့လို့လူသိများတဲ့ NDA ဟာ1989ခုနှစ်ဧပြီလကဗမာကွန်မြူနတီပါတီကနေခွဲထွက်ခဲ့ပြီးနောက်စေဆိုရနဲ့အပြစ်ခတ်ရဲစိအစချုပ်ကိုလက်မှတ်ရေးထိုးခဲ့ရာစေဆိုရကရှမ်းပြည်နယ်ရှေ့ပိုင်းရှိမိုင်းလားဒေသကိုအထူးဒေသလေးအဖြစ်သတ်မှတ်ပြုအုပ်ချုပ်စေခဲ့တာဖြစ်ပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒုဗင်ကျေးဇူးတင်ရှိပါတယ်ရှင်။